ဖေဖေရောအတိုက်အားကိုမှခက်ခဲတဲ့ဘဝကနေလာခဲ့ရတယ်ဆိုလဲမမာဘူးသူတို့တာသမီအတွက်ကိုဒါအကောင်းဆုံးရည်တည်ရမယ်သူတို့ရှေ့ဆက်ပြီးတော့အများကြီးဒါကလေးတွေကိုပံ့ပိုးရမယ်ဆိုတဲ့စိတ်ကိုသူတို့မွေးထားဖြစ်တဲ့အတွက်ကြောင့်မို့ပညာရေးရအစလုံးဝဆုံးခန်းတိုင်အောင်ရှမ်းကိုတင်ပေးတယ် ားကိုအခုလိုမျိုးလေးမွေးထုတ်ပေးထားတဲ့အတွက်အာမွေးကျေးဇူးလည်းပြန်ဆက်ခွင့်ရခြင်းပါအဓိကတော့မိဘကျေးဇူးပြန်ဆက်ခွင့်ရခြင်းတာပါအဲ့တော့တို့ဒီခက်ခဲတဲ့အချိန်ကာလတွေဖြတ်ကျော်လာတော့တို့အခုဆိုလို့ချင်းအေးချမ်းချမ်းလေးနဲ့ပဲနေနေကြတော့အိုးစားတာကောင်းစေခြင်းနဲ့ပေါ့နော်ကျွန်တော်ရဲ့အိမ်မက်လေးတဖြည်းဖြည်းလေးနဲ့တော့ဖြစ်လာပြီပေါ့နော် ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဟာဆန္ဒလာရာဒီရဲ့တည်င်းကျို့လာပြည်နေပေါ့နော်တည်င်းကျို့ခါသမယလေးမှာအခုလိုမျိုးစိန်နှန်းတော်နဲ့အတူတူချေရရဲ့ဂူရီနဲ့တွေးဆောင်ရတဲ့ဒီပွဲလေးမှာဆိုလို့ရှိရင်တကယ်ကိုအရန်ဝန်တာပြီးတော့မှပျော်ရွှင်ရတယ်တကယ်ကိုချက်တီမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဆိုလို့ရှိရင်မမားပါဘူးဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်လည်းပျော်စရာအမတ်တရရနေတဲ့အတူတူဒီနေ့ စိတ်ရွှေနာဇေယောင်ပွဲတော်ဒီမှာအားလုံးနဲ့အတူတူချစ်ခင်စွာနဲ့ဆုံးဖြတ်ကြပါပါဟုတ်ဟုတ်ကဲ့ပါစိန်နန်းတော့ပါဆိုလို့ရှိရင်အခုသတင်းကျိုးပရိုမိုရှင်းအနေနဲ့ပေါ့နော်စိန်ရွှေနာတွေကိုဒါအထူးရှော့ဈေးတွေနဲ့ရောင်းချပေးတယ်ပြောလို့ရှိရင်ရွှေဖြူတွေတွေစိန်ဖြူတွေတွေဆိုလို့ရှိရင်လည်းအလဲ0%နဲ့ပြန်လည်ပြီးတော့မှဒါဝန်ဆောင်မှုပေးနေရဆိုတော့ပေါ့နော်စိန်နန်းတော့ကတော့မန်တိုင်းပြောလို့ရှိရင်ဘယ်ကာလမဆိုပါအမြဲတမ်း customer အတွက်ကိုအဓိက ဟို promotion season တွေရောပြီး lucky draw တွေရောပုံနှစ်စဉ်နဲ့တိုင်းဒါပုံမှန်လုပ်ပေးတည်ကြဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ customer ရဲ့ချစ်ချင်းမေတ္တာကိုလည်းရရှိထားတဲ့ဟာစိတ်တိုင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အများကြီးလည်းအောင်မြင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်ဟုတ်ဒီတရင်ကျုပ်ကတော့အခုဒီလာပြည့်နေ့လေးကတော့ဒါချီအားရဲ့ fan လေးနဲ့အတူတူဒီနေ့ပွဲလေးမှာအတူတူဖြတ်တန်းဖြစ်တယ်ပေါ့နော်အာပြီးသွားလို့ရှိရင်တော့ဆိုင်တို့ခရီးလေးတစ်ခုသွားဖို့ရှိပါတယ်ဟုတ် ပျော်တာပေါ့အဓိကသူတို့လည်းသူတို့ချစ်တဲ့အိုင်ရွန်နဲ့အတူတူဒါလာပြည့်နေ့ဒါဘယ်လိုပြောမလဲတရေကျုတရေကျုကာလမှာအတူတူရှိခွင့်ရရဲပြောလို့ရှိရင်လည်းကျွန်တော်အနေနဲ့ကလည်းကျွန်တော်ချစ်တဲ့လူတွေနဲ့ဒါဖြတ်တန်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုပြည့်စုံတဲ့နေ့လေးပါပဲဒီနေ့မှဆိုရင်လည်းပြပြောမမရောရှိတယ်ပြင်ချရတဲ့ fan လေးရှိရဲတကယ်ကိုပြည့်စုံတဲ့နေ့လေးတစ်နေ့ပါပဲဟာဟုတ်ဘရော့ပြီးသွားပြီ အာစိတ်နေစိတ်နေကြောက်တံပရံများရင်လည်းကြတော့တာအာဘလောက်တံမိုးလကားတော့တာပါတံမိုးပါညာဆိုတာထက်တော့ဖေဖေနဲ့မေမေကတော့ဒါဒီတရင်ကျုပ်ကာလာမှာမဟုတ်ဘူးမိဘနှစ်ပါးဆိုတော့ကျွန်တော်ညာတိုင်းကြော့ပြီးအိတ်နေကြအဲ့တော့ဟိုဒီတရင်ကျိုးတီတီရဲ့တဲကြမှာကိုပြီးပါ့ကိုကြိုးရမှာတော့မဟုတ်ဘူးပေါ့နော်ဒါနေ့စဉ်နေ့စဉ်နေတိုင်းဒါမိဘဆိုတာဖះနဲ့တကိုင်းနဲ့ထားအဖြစ်တဲ့အတွက်ကြောင့်မလို့နေတိုင်းကြော့တယ်နေတိုင်းဥထိတ်ထားတယ်အာ အားကြောင့်မို့လို့လည်းခုလိုမျိုးဒါပြိသက်တွေချစ်ချင်းမြတ်တာရရှိရလို့လည်းထင်ပါတယ်ဟုတ်အဲနီးလာပြီကျွန်တော်ရဲ့အိမ်မက်လေးတဖြည်းဖြည်းလေးတော့ဖြစ်လာပြီပေါ့နော်ဒါကျွန်တော်ကမိဘကိုတကယ်ကိုကျွန်တော်လက်ထက်မှာဘာမှလုပ်စရာမလိုပဲနဲ့ဟိုတင်းတောင်းတင်းနေနဲ့ကျွန်တော်ရှာကြွေးခြင်းနဲ့စိတ်ကလေးကငငယ်လေးတွေရရှိရဲဒါပေမဲ့ဟိုတဖြည်းဖြည်းနဲ့တော့စူးစမ်းရတာပေါ့နော်အခက်ခဲတွေအများကြီးလည်းကြော်ဖြတ်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာအမှန်တိုင်းပြောလို့ရှိရင်မိမိရောဖဖေရောကတအားကိုမှအခက်ခဲတဲ့ဘဝကနေလာခဲ့ရတယ်ဆိုလဲမမအော ဆွေမျိုးသားချင်းတွေထဲမှာရောကိုယ့်ရဲ့ဒီမိမိဘဆွေမျိုးတွေချင်းချင်းမှာပေါ့နော်အဲ့လိုမျိုးအစင်မပြေမှုပေါင်းများစွာကနေမှဒီနှစ်ယောက်ဘဝကိုတိဆောက်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှိုင်းငယ်တော့ဆိုလို့ရှိရင်လည်းတော်တော်မှမပြည့်စုံတဲ့တဲကိုပါတယ်အဲ့တော့အရန်ခက်ခဲတာပေါ့နော်ဘယ်လောက်ထိခက်ခဲလဲဆိုလို့ရှိရင်အဲ့လိုမျိုးပစ္စည်းတွေပေါင်းနှံအဲ့လိုမျိုးဘာညာအဲ့လိုမျိုးအထီကိုပေါ့နော်ဒါမမချက်တန်းဝင်ခံရလို့ရအဲ့လိုအခြေအနေရကိုဒါစခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့ဒါပေမဲ့တစ်ချက်မှဖေဖေရောမိမိရောဟာစိတ်တက်လုံးဝမကြသွားဘူး သူတို့သားသမီးအတွက်ကိုဒါအကောင်းဆုံးရည်တည်ရမယ်သူတို့ရှေ့ဆက်ပြီးတော့အများကြီးဒါကလေးတွေကိုပံ့ပိုးရမယ်ဆိုတဲ့စိတ်ကိုသူတို့မွေးထားဖြစ်တဲ့အတွက်ကြောင့်မို့ပညာရေးရအစလုံးဝစုံကန်းတိုင်အောင်ရှိုင်းအောင်သင်ပေးတယ်ရှိုင်းအောင်ဘွေရပညာတဲ့တယောက်ဖြစ်အောင်လို့လည်းဒါမြေတောင်မြောက်ပေးနိုင်ခဲ့ပြီအဲ့တွက်ကြောင့်မို့လို့လည်းရှိုင်းရန်တကယ်ကိုမိဘနှစ်ပါးကိုလည်းဒီနေရာကနေပြီးတော့ထပ်ပြီးတော့ရှိခိုးကြော့ပါတယ်လို့သားကိုအခုလိုမျိုးလေးမွေးထုတ်ပေးထားတဲ့အတွက်အာမွေးကျေးဇူးလေးပြန်ဆက်ခွင့်ရခြင်းပါအဓိကတော့ မိဘကျေးဇူးပြန်ဆက်ခွင့်ရချင်တာပါတချို့တွေကြတော့ဆက်ချင်နိုင်လဲဆက်ခွင့်ရချင်မှာရတာလေအဲ့တော့ဆက်ခွင့်လဲရချင်ပါတယ်အခုလဲအတက်နိုင်ဆုံးဝေကျေးဇူးဆက်နေပါတယ်ဟုတ်ပီတီဖြစ်တာပေါ့မှန်တိုင်းပြောလို့ရှိရင်လေမေမေတို့ဖေဖေတို့ကဆူတောင်းလို့ရှိရင်အနေနဲ့ကြဲကြဲမာမာနဲ့စိတ်ပျော်ရွှင်ပါစေလို့ပဲသူတို့ကဆူတောင်းမယ်ဘာလို့လဲဆိုတော့ဟိုကျမကြီးကလည်းအဓိကရှိသဖြစ်တယ်လို့ဒီလုံးတွေကလည်းကျမမှာလုံးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးရင်နောက်တစ်ခုစိတ်ပျော်နေမှလည်းဒီလိုအမှုပညာအလုပ်ကလည်းဒါကိုယ်အနေနဲ့ဟို ဘယ်လိုပြောမလဲစူးစမ်းခြင်းစိတ်ဖြစ်တာဆိုတော့အဲ့အဲ့ဒါလေးပဲဆူတောင်းပေးတာမေတို့ကနာယောဂကင်းဝေးပါစေချမ်းသာပါစေအာစိတ်ချမ်းသာပါစေဖြစ်ရှင်တဲ့အရာတွေဖြစ်မြောက်ပါစေဆိုပြီးတော့အမြဲတမ်းပါအမြဲတမ်းဘေးကနေပြီးတော့ခွန်အားတွေပေးပါတယ်ဟုတ်ရှိုင်းရအဲ့ဒါလေးကိုယ်ရည်သွေးပြီးပြောရတော့မဟုတ်ဘူးငယ်ငယ်လေးတည်းကရှိုင်းရမိဘပေါ်တီးတက်တဲ့လူလို့ပြောလို့ရမယ်ဒါမိဘတွေဆိုလို့ရှိရင်လည်းအမြဲတမ်းဘယ်သူနဲ့ပဲတွေ့တွေ့ရှိုင်းအောင်အဲ့လိုမျိုးအမြဲတမ်းချီးကျွေးတားငယ်လေးရောတားကြီးရောကတကယ်ကိုသူတို့တားရကံကောင်းတယ် နှစ်ယောက်သားနှစ်ယောက်စလုံးကတကယ်ကိုဟိုသူတို့အတွက်ကိုဖိုးမပြတ်နိုင်သလိုသူတို့အတွက်ကိုရမ်းကြည့်ပေးတယ်မိဘကဘလို့ချင်းနေရှိလဲဆိုတာကိုလည်းသူတို့တည်တယ်ပြီးမိဘအတွက်ကိုဘာလုပ်ပေးရမလဲဆိုတာကိုပဲသူတို့အဓိကနံပါတ်1ထားပြတဲ့ကြောင်ငငယ်လေးတဲ့အချိန်ကဘာလိုချင်ရပါရဲ့ဘာပူလာမလုံးဝမရှိခဲ့ဘူးနောက်ဆုံးသူတို့ကကိုယ်လုပ်ပေးရင်တောင်မှအဲ့ရကိုယ့်အတွက်မလိုနေဘူးဆိုလို့ရှိရင်မတုံးမလုံးနဲ့တခြားမှာလိုအပ်တဲ့ဟာကိုတုံးဆိုပြီးတော့အဲ့လိုမျိုးလုပ်ခဲ့ရတာဆိုတော့လေဟိုပြောမလဲ ဒီရဲ့ကံလေးတွေဒီရဲ့စေတနာလေးတွေကအခုဆိုင်ကြီးလာတဲ့အချိန်တက်ရွယ်တခုရလာတဲ့အချိန်မှာဒါပြန်ပြီးတော့ကိုခံစားရရလို့ပဲမှတ်ပါရဲ့ဟုတ်အဲ့တော့တို့ဒီခက်ခဲတဲ့အချိန်ကာလတွေဖြတ်ကျော်လာတော့တို့ကိုအခုဆိုလို့ချင်းအေးချမ်းချမ်းလေးနဲ့ပဲနေနေကြတော့အိုးစားတာကောင်းစေခြင်းနဲ့ပေါ့နော်အဲပူကြီးကလည်းဒါအရန်ကိုလိမ်ပါတယ်ရှိုင်းဆိုလို့ချင်းလည်းအခုဖေဖေရောမေမေရောဘာမှမလုပ်ခိုင်းတော့ဘူးအိမ်မှာပဲထားပြီးတော့စိတ်အေးလက်စိတ်အေးချမ်းစွာနဲ့ အခုဆိုလဲရှိုင်းပွဲလေးဆိုလို့ရှိရင်တို့လိုက်တယ်ဖန်လေးနေတယ်တို့ဒါစကားတွေပြောကြရတယ်ဒါတို့ရဲ့စိတ်ချမ်းသာမှုလေနော်မိဘတွေပျော်လို့ရှိရင်ဒါသားသမီးတွေလည်းပျော်တယ်ဒါမိဘကိုပျော်အောင်ဖန်နီးပေးနိုင်လို့ရှိရင်သားသမီးတွေလည်းဒါကုသိုလ်ရရဖြစ်တဲ့အကြောင်းမလို့ချမ်းရတော့ဒါနေတိုင်းကုသိုလ်ရနေတဲ့သဘောပါပဲသိခင်ရတယ်ပြိတ္တများအားလုံးပဲအခုသတင်းကျုပ်ကာလမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေချီးရခင်ရတဲ့လူတွေနဲ့လည်းအမြဲထာဝရပျော်ရွှင်စွာနဲ့ အတူတူရှိသွားနိုင်ကြပါစေစီးပွားလက်လာပွားရေလည်းတိုးပြီးတော့တစ်နှစ်တာလုံးကိုပျော်ရွှင်စရာခိုက်တက်နေပြီပဲပိုင်ဆိုင်နေကြပါစေလို့ဆရာဆုတောင်းပေးပါတယ်ခင်ဗျာ